နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အခုရက်ပိုင်းအတွင်းအာရှမှာမိုးသေးထန်စွာရော့သွန်းပြီးရေကြီးမှုမြေပြိုမှုတွေကြောင့်သေဆုံးသူအရေအတွက်ဟာ1100ကျော်အထိရှိလာပြီဖြစ်တယ်လို့ AFP ကသတင်းဖော်ပြပါရယ်။အဆိုအားဆုံးရေကြီးတံကိုခံခဲ့ကြရတာကတော့သီရိလင်္ကာနဲ့အင်ဒိုနီးရှားတို့ဖြစ်ကြပြီးထိုင်းနိုင်ငံမှာလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဆိုပါရယ်။အင်ဒိုနီးရှားနိုင်ငံမှာတော့အနည်းဆုံးလူ902ဦးသေဆုံးပြီးတော့900ကျော်ပျောက်ဆုံးနေစေဖြစ်ပါရယ်။ ီရီလင်ကနိုင်ငံမှာတော့အနည်းဆုံးလူ340ဦးသေဆုံးခဲ့ပြီးအများအပြားပျောက်ဆုံးနေတာပါဆိုင်ကလုန်းမုန်တိုင်းတဝါကြောင့်ရေကြီးရေချမ်းမုန်နဲ့မြေပြုံမုန်တွေဖြစ်ပွားခဲ့ပြီးပိတ်မိနေသူတွေကိုကေဆေဖို့စီးဟဟင်တွေကိုလည်းအသုံးပြုခဲ့ကြရတယ်လို့သီရီလင်ကအရာရှိတွေကတလင်းလာနေကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာတော့မိုးရွာသွန်းမှုတွေကြောင့်ရေကြီးရေချမ်းမုန်တွေဖြစ်ပွားခဲ့ကအနည်းဆုံးလူ186ဦးသေဆုံးခဲ့တယ်လို့အာနာပိုင်းတွေကတလင်းလာနေမှာပြောကြားခဲ့ကြပါတယ်။ အာရှနိုင်ငံဒေသအများစုမှာလက်ရှိမုတ်တုံရာသီဥတုအထက်မှာရှိနေသေးပေမဲ့လည်းခါတိုင်းနှစ်တွင်နဲ့မတူပဲရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်မုတ်သေးထန်စွာရာသွန်းမှုတွေနဲ့အတူအင်အားပြင်းမှုနိုင်တွေဖြစ်ပေါ်နေတဲ့အတွက်အခုလိုသဘဝဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေကြရတာဖြစ်တယ်လို့သဘဝပတ်ဝန်းကျင်အရေးလှုပ်ရှားနေသူတွေကပြောဆိုကြပါရဲ့ရှင်။